ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါအဲ့တော့ဒါကျွန်တော်မှန်မှန်ပြောမယ်ဒီနေ့ရဒါကျွန်တော်တို့အဲဒီနေ့ညနေတဲ့တဲ့ကိုကျွန်တော်မတင်ဆက်တော့ဘူးเนาะဆိုတော့ပထမတော့ မနက်ဖြန်မှာပဲဒါသတင်းတွေပေါင်းလို့တော့ဒီနေ့တော့ဒါပွဲပြီးရေလည်းအများကြီးလာမယ်ဒါအရေးကြီးတဲ့ပွဲတွေလာမယ်ဆိုတော့ okay ပေါ့အဲ့ဒါဆိုတော့ပွဲပြီးသုံးသက်ချက်ကပဲဒါလောက်တော့မယ်ဆိုပြီးကျွန်တော်စဉ်းစားထားတာဒါပေမဲ့အခုလက်ရှိမှာဒါဆိုတော့မပြောမဖြစ်ဒါ breaking news တစ်ခုကတက်လာခဲ့ပြီ breaking news ကိုတော့လက်ရှိမှာဒါကျွန်တော်တို့ပြင်သစ်သတင်းဌာနလို့ပြောလို့ရတဲ့သတင်းဌာနတွေရဲ့လက်ရှိမှာစပိန်သတင်းဌာနဘက်ကရဲ့ပေါ်တူဂီသတင်းဌာနဘက်ကရဲ့သုံးခုလုံးကဒီသတင်းကိုဒါကျွန်တော်တို့လက်ရှိမှာတပြိုင်နက်တည်းတင်လာခဲ့တော့တွေ့ရမယ်အဲ့ဒီသတင်းကအတိအကျတည်းမဲ့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ မတ်သူးစ်ခွန်ဟာကို ပုတ်ကူရေးရာရသဘောတူညီမှုနှုတ်အဖြစ်ယူနိုင်ခဲ့ပြီဆိုပြီးတော့တရင်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ဒီတရင်ကိုဒါစတင်ပြီးတင်ကြတာမတီးယိုမိုရီတိုဆိုရတာကျွန်တော်လက်ရှိတာ ပေါ်တူကြီးသတင်းထောက်ပေါ့နော်အဲ့တော့ဒီသတင်းကစတင်ပြီးလက်ရှိမှာဒါကျွန်တော်မာကာဘက်ကလည်းပြန်တင်ခဲ့တယ်ပြီးတော့နောက်ပိုင်းဒါကျွန်တော်နှစ်ခုသုံးလောက်တယ်အဲ့တော့ tier ရပြောမှာဆိုတော့ tier 2 tier 3 level တွေဒါရှောက်တင်လာကျွန်တော် tier တွေကတော်တော်လေးကိုယုံလို့ရတဲ့ level တခုရအဲ့တော့ဒီကကသိတော့မထူးဆန်းတော့ဗျာဒါ Manchester United အသင်းနဲ့ Matthews corner ကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းလောက်ခဲကဒါကျွန်တော်အခြေအနေကောင်းနေတယ်ဆိုပြီးတော့ David Austin ဟောဒါကျွန်တော်တို့အခုလက်ရှိဘယ်သူ ဖာဘီဂျီရိုမာနိုကနှစ်ယောက်လုံးကတရားဝင် confirm လုပ်ထားတယ်။ဖာဘီဂျီရိုမာနိုဆိုဒီကိစ္စနဲ့ပတ်သက်ပြီးခဏခဏကျွန်တော် confirm နေခဏခဏလုပ်နေရတယ်။ဒါကျွန်တော်အပေါက်လက္ခဏာဆောင်နေပြီးဒီလအတွင်းမှာနေပြတ်သွားနိုင်တယ်ဆိုတဲ့သတင်းကိုခဏခဏတင်လာခဲ့တယ်။ထင်ထားတဲ့အတိုင်းပါပဲဒါကစားသမားနဲ့ပုတ်ကူရေးရသဘောတူညီမှုကိုဒီလမတိုင်ခင်မှာနေ Manchester ဒီပါဒီလမကုတ်ငင်မှာနေဒါ Manchester United အသင်းနဲ့ကျွန်တော်ယူနိုင်ခဲ့ပြီဆိုတဲ့သဘောဖြစ်တယ်။အခုလက်ရှိမှာဒါနှုတ်အားဖြင့်သဘောတူညီမှုယူထားခဲ့ပြီဖြစ်ပြီးပြောဒီလမကုတ်ငင်မှာဒါကျွန်တော်လက်ရှိမှာအချို့သဘောတူပုံစံမျိုးကိုဒါ Manchester United အသင်းနဲ့ Matthew Cornasi ကနေ ော့ယူနိုက်မယ်လို့ဒါကျွန်တော်မျှော်လင့်ထားတာဖြစ်တယ်အဲ့တော့ Matthews ခုနနဲ့ပတ်သက်ပြီး Manchester United အသင်းကအခုလက်ရှိအလက်တလောဒါကျွန်တော်ဘာလို့လောလောလောခဲ့တယ်ဆိုတော့ Matthews ခုနကိုမထင်မှတ်ပင်နေ Juventus အသင်းကလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကိုဒါကျွန်တော်တို့ ပြင်သစ်သတင်းဌာနတွေစီကနေလည်းတောက်လျှောက်တက်လာခဲ့တယ်တွေ့ရမယ်အဲ့တော့ပြင်သစ်ဌာနကလက်ရှိရေးပိုးဆိုတော့ပြထမဟုတ်ကအီတလီဌာနပေါ့အီတလီသတင်းဌာနစီကနေတောက်လျှောက်တွေ့လာခဲ့အဲ့အီတလီသတင်းဌာနရေးထားပုံရဆိုရင်တော့လက်ရှိလာမယ့်နေရာဒီမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပြဒါမဲ့ TUS ခေါ်နာကိုဒါကျွန်တော်တို့ယူဗန်တက်စ်အသင်းနဲ့လိုက်ဖို့ပြတယ်အတိကသာပြောမယ်ဆိုလက်ရှိဒါသူတို့ရဲ့အဓိကဒါတောင်မန်ကစားသမားဖြစ်တဲ့ Yildiz ပေါ့နော် Yildiz ကိုဒါကျွန်တော်တို့လာမယ့်နေရာဒီမှာယူဗန်တက်စ်အသင်းနေနဲ့ဆုံရှုံရပွဲရရှိတဲ့ကြောင့် Yildiz ကိုဒါအသင်းကနေရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့မက်သူးရဲ့ခေါ်နာကို တင်းကနေပြီးတော့ပြန်လေပြီးတော့ဝယ်ယူဖို့အတွက်အခုချိန်မှာစတင်ပြီးပြင်ဆင်လာခဲ့တယ်ပြောချင်တာက Matthews Corner ရဲ့ scenario ကတော့အရင်ရှင်းပါတယ် Matthews Corner မှာလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်62.5တန်းစာချုပ်ဖြတ်သိမ်းခြင်းရှိရကြောင်းမြေတုကလပ်ဘုတ်မြေတိကလပ်မဆိုကစားသမားကိုပုတ်ကူရရသဘောတူညီမယ်ဆိုရင်တော့ဒီစာချုပ်ဖြတ်သိမ်းခြင်းပေးုံနဲ့တည်းခေါ်ယူလို့ရနိုင်တဲ့အတွက်ရှိအဲဒါကြောင့်မို့ဒါကျွန်တော်တို့လက်ရှိမှာ Juventus ကလည်းအကယ်၍သူတို့ရဲ့အခုကစားသမားဖြစ်တဲ့ဒါ Yudes ကိုသာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ Matthews Corner ဘက်ကိုလှည့်ဖို့အတွက်သူတို့အနေနဲ့ကြံစည်နေဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ပြောမယ်ဆိုရင်တော့ Matthews US ခေါနာကဒါရှေ့ကပွဲစဉ်မှာလည်းတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုပျောက်သွားပြတ်သားခဲ့ရကြောင့်မို့လားအသင်းနိုင်စိတ်ဝင်စားခြင်းခံရတယ်။ဒါပေမဲ့ခုလက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါဒါကျွန်တော်တို့တရားဝင်ဆွေးနွေးမှုတွေကိုဒါကစားသမားဘက်ကနေပြုလုပ်ထားခဲ့ပြီးတော့ Manchester United အသင်းနဲ့ဒီကစားသမားဒါပုဂ္ဂိုလ်ရဲ့သဘောတူညီမှုနှုတ်အားဖြင့်ရရှိခဲ့ပြီးဆိုတဲ့တဲ့တွေလက်ထပ်ပေါ်လာခဲ့တာဖြစ်တယ်။အဲ့တော့ပြောချင်တာက Manchester United အသင်းရဲ့ဒါပထမဆုံးဒီနှစ်ညရဲ့ခေါ်ယူမှုကတော့ Matthews ခေါ်နာဖြစ်လာမှုတွေတစနဲ့တစပုံမူပြီးတော့နီးစပ်လာခဲ့ပြီလို့ဆိုလို့ရမယ်ချင်ပါရှိတယ်။ဒါပေမဲ့ဒီနေရာမှာ အပောင်းရွှေ့ကပြီးတက်သွားပြီလားဆိုတော့အပြီးတက်တော့မဖြစ်သေးဘူးလို့ဆိုတာဘာကြောင့်လဲ United အသင်းအနေနဲ့အခုလက်ရှိမှာ Matthews ခွန်နာကိုလူချင်တဲ့ဥစ္စာမှာဒါ Matthews ခွန်နာကတော့လက်ရှိကြားတဲ့တဲ့င်းတွေရပါတော့တပတ်လောက်ခလာစားပေါင်2သိန်း2000เนี่ยဒါချုပ်ခိုခဲ့တာဖြစ်ပြီးတော့9နဲ့စာချုပ်ချုပ်မယ်လို့လည်းကြားသိရတယ်ကောလာဟာလာဒီမှာဆိုတော့5 1ပေါ့နော်တချို့သောတဲ့င်းမှာတော့9နဲ့ပဲစာချုပ်ချုပ်မယ်ဒါပေမဲ့ဒါတွေကပြဿနာမဟုတ်ဘူးကစားသမားနဲ့ Manchester United ကြမှာပြဿနာမရှိဘူးအကယ်၍ပြဿနာဖြစ်လာနိုင်မှာက Wolverhampton နဲ့ပဲ Wolverhampton နဲ့အခုလက်ရှိမှာ Manchester United အသင်းနဲ့ပုံကိုရရသဘောတူညီ င်မှုရရှိသွားပြီးရင်တော့ကစားသမားနဲ့ဒါကျွန်တော်တို့အချိန်တွေကောင်းပြီးသွားရင်တော့ကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေကိုစတင်ပြီးတော့ဒါ Manchester United အသင်းကစလုပ်မှာဖြစ်တယ်အဲ့တော့ Manchester United အသင်းကဒီနေရာမှာဒါဘာလို့တချို့ကြဟာအကူရိပဲစာချုပ်ဖြတ်သိမ်းခြင်းလေးပေးလိုက်ရင်ပြီးနေတဲ့ကိစ္စဘာလို့ Manchester United အသင်းကဆွေးနွေးမှာလဲ United အသင်းမှာအခုလက်ရှိငွေရေးကြေးအခန့်ခဏအရာဒါကျွန်တော်တို့ လုံးဝစာချုပ်ဖြတ်သိမ်းချေ62.5%ဒံကိုအပီးပိုင်ပေးနိုင်တဲ့ငွေရမရှိဘူး United သင်းရဲ့ Wolf အသင်းဘက်ကိုအခုလက်ရှိမှာကျွန်တော်တို့က3နှစ်အရေးကြာယူပါမယ်62.5%စာချုပ်ဖြတ်သိမ်းချေပေးမယ်ဒါပေမဲ့စာချုပ်ဖြတ်သိမ်းချေကိုအရေးကြာပုံစံမျိုးနဲ့ကျွန်တော်တို့ပေးချေမယ်ဆိုတဲ့ပုံစံမျိုး United ဘက်ကနေပြီးတော့ Wolf အသင်းကိုကန့်လှမ်းမှုရှိတယ်ဒါကို Wolf လက်မခံလက်ခံကတစ်ချက်တော့စောင့်ကြည့်ရမယ်မမဲရဒီကိစ္စနဲ့ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီး Manchester United သင်းရဲ့ပူပူလောလောလုပ်ခဲ့တာကတော့ Joshua Zirkzee ရဲ့အပြောင်းအရွှေ့ကိုမနစ်ကလုပ်ခဲ့တာဖြစ်တယ်မနစ်က Joshua Zirkzee ရဲ့အပြောင်းအရွှေ့မှာ Manchester United သင်းနဲ့အာ အူအရစ်ချပြီးလိုက်ရတဲ့အခါမှာဒါကျွန်တော်တို့ အရေးကြစာချုပ်ချက်ဖြတ်သိမ်းချက်ပေးတဲ့ထက်မှာတစ်ဖက်ကသင်ကလာမမဲရတာဘိုလိုညာကဘက်ကလက်ခံပြီးဘိုလိုညာဘက်ကနေပတ်စံပူတောင်းခဲ့တယ်အခုလက်ရှိ wolf အသင်းကလည်းဒီလိုမျိုးပူတောင်းပွားဖို့ရှိပြီးတချို့သောကောလာဟာလာတွေမှာပေါင်၃သန်းတချို့သောကောလာဟာလာတွေမှာဒါကျွန်တော်ပေါင်၅သန်းလောက်ထိတိုးတောင်းမှုရှိတယ်အဲ့တော့လက်ရှိမှာ62သန်းမှ5သန်းကိုမှဒါကျွန်တော် Manchester United နဲ့အရေးကြ65သန်းမှ5သန်းဖြစ်သွားနိုင်တယ်လို့68သန်းမှ5သန်းထိလည်းဈေးတက်သွားနိုင်တယ်ရှိတယ်ဒါပေမဲ့ United ဘက်ကဒါ62သန်းမှ5သန်းဖြစ်ပြီး65သန်းမှ5သန်းဖြစ်68သန်းမှ5သန်းဖြစ်ဘယ်လိုပဲဖြစ်ဖြစ် United အသင်းနဲ့အလုံးရင်မပေးနိုင်ကြောင့်အရစ်ကြကူတာပေးရဖို့အတွက်စတင်ပြီးဆွေးနွေးရမယ်။အဲ့တော့ Wolves အသင်းနဲ့ဒီနေရာမှာဒါကတော့ကစားဖြစ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိရတယ်။ဒါပေမဲ့ United ဘက်ကလက်ရှိမှာကျွန်တော် Matthews Corner ကိုသူတို့အနေနဲ့ဒါအာယာတီချိုခြေစမ်းပွဲတွေမတိုင်ခင်မှာဒီကစားသမားကို Manchester United အသင်းအင်ဂျင်နဲ့တွေ့ရဖို့အတွက် Manchester United ဘက်ကတာဝန်ရှိသူတွေကမျှော်လင့်ထားပြီးဖြစ်တယ်။အဲ့တော့ပြောချင်တာကတော့ဒါအတူချုံပြန်ပြီးတော့ကျွန်တော်နှွေးရမယ်ဆိုတော့ Manchester United အသင်းနဲ့အခုလက်ရှိမှာ Matthews Corner နဲ့ပုဂ္ဂိုလ်ရေးရသဘောတူညီမှုနှုတ်အားဖြင့်ယူထားခဲ့ပြီးဖြစ်တယ်။စာချုပ်တရားရ9နှစ် ှစ်ဒါမှမဟုတ်9နှစ် plus 1နှစ်တပတ်လောက်ခလာဆိုတော့ပေါင်း2300လောက်နဲ့ဒါ Manchester United အသင်းရဲ့သဘောတူညီမှုရခဲ့တယ်။ဒါပေမဲ့အခုလက်ရှိမှာ Wolf အသင်းနဲ့မကြာခင်မှာတရားဝင်ဆွေးနွေးရဖြစ်ပြီး Wolf အသင်းဘက်ကနေ United ဘက်ကကန့်လန့်နဲ့စာချုပ်ဒါဖြတ်သိမ်းခြင်းကို installment နဲ့လုပ်တဲ့ဥစ္စာကိုလက်ခံမခံတစ်ချက်တော့စောင့်ကြည့်ရမယ်။ဒီကြောင် Wolf ဘက်ကဒါကျွန်တော်တို့3တန်းသုံးဖို့5တန်းပူတော့မှုရှိတယ်။ United ဘက်ကလည်း5တန်းလောက်ထိပိုပေးဖို့အတွက်အစီအစဉ်ရှိပြီ။ဒီအပြောင်းရွှေ့ကတော့ဘာမှအဟန့်တားတစ်ခုအနေနဲ့ Manchester United အသင်းကိုဒုက္ခပေးနိုင်မှာမဟုတ်ဘူးလို့ဒါကျွန်တော်တို့ အဲကျွန်တော်တို့အပေါ်တူဂီသတင်းဌာနဘက်ကရေးထားတွေ့ရမယ်အဲ့တော့ဒီဟာနဲ့ဆက်ဆက်ပြီး Manchester United အသင်းနဲ့ထပ်ပြီးပြောရမယ်ဆိုတော့ Manchester United အသင်းနောက်ထပ်ပြစ်မှတ်တစ်ယောက်ဖြစ်တဲ့ဒါကျွန်တော် Liam Delap တစ်ယောက်ကတော့လက်ရှိ Ipswich Town ကတန်းစင်းသွားခဲ့ပြီဖြစ်တဲ့ကြောင့်မို့ Liam Delap ကိုတော့ ေါင်တန်း30တွေနဲ့ရရှိနိုင်မှုအတွက် Manchester United အသင်းကိုကြိုးစားရဖြစ်ပါတယ်။ Matthew ကခုနတစ်ယောက်တည်းပဲမဟုတ်ဘဲနဲ့လက်ရှိမှာ Manchester United အသင်းကတော့ Liam Delap ကိုပါလာမဲ့တာနွေရာသီအပြောင်းအရွှေ့မတိုင်ခင်မှာပုံကိုရသဘောတူညီမှုတစ်ခါတည်းပြုလုပ်ထားပြီးတော့သူတွေကတော့ကျွန်တော်တို့ Euro တန်းဆိုပေါင်တန်း30ကိုတစ်ခါတည်းပေးချေပြီးသူတို့ကဒါတစ်ဖက်ကဟိုဗာလဲ Matthew ကခုနအပြောင်းအရွှေ့လို့တော့မဟုတ်ဘူးသူတို့အနေနဲ့ဒါ အပေါင်းတန်း30ဆာချုပ်ဖြတ်သိမ်းကြရသူတို့အနေနဲ့ပေးနိုင်တယ်။ဒါပေမဲ့ Liam Delap ကိုဒါအခုလက်ရှိမှာ Manchester United အသင်းနဲ့ Needu ဒါရှင်ပြိုင်ပြီးခေါ်ယူမဲ့ club အသင်းကြီးနှစ်ခုရှိတယ်။အသင်းကြီးနှစ်ခုဆိုအသင်းလက်တစ်ခုနဲ့အသင်းကြီးတစ်ခုပေါ့နော်။အသင်းကြီးတစ်ခုကလက်ရှိမှာဒါ Chelsea အသင်းကစိတ်ဝင်စားနေပြီးတော့မနေ့က Ipswich Town တန်းစင်းသွားမှုတဲ့တေချာသွားတဲ့အချိန်ကနေစပြီးကျွန်တော် Chelsea အသင်းနဲ့လာမယ့်ရသက်တစ်ပတ်မှာ Liam Delap ရဲ့ agent အနေနဲ့တရားဝင်ဆွေးနွေးမှုတွေကိုစတင်ပြီးပြုလုပ်တော့မယ်ဆိုပြီးကောလာဟာလာထွက်နေ။ဒါပေမဲ့ဒီထက်ပိုပြီး Jan အသင်းက Newcastle United Newcastle United အသင်းနဲ့ Liam Delap ်ကပေါင်တန်း30ဆိုတာသူတို့အတွက်အင်မတန်မ တန်လွန်းတဲ့ကစားသမားတယောက်လို့တတ်မှတ်ကြအောင်ပေါင်တန်း30ကူတော့ပစ်ပြီးပေးပြီးတော့ဒါတို့ရေးထားတာပေါ့နော်။ဒါပေါင်တန်း30ဆိုတာပစ်ပြီးပေးပြီးတို့အနေနဲ့ဒါကြောင့်ဒီကစားသမားကိုအေးစစ်စစ်ခေါ်ယူနိုင်မယ်လို့ယူဆတယ်။ဒါမှမဟုတ်ကျွန်တော် Newcastle United တင်းတဲ့ခုလက်ရှိမှာ Luke Carlos ကများနဲ့ဒီကစားသမားကိုဆွဲနိုင်မယ်လို့ယူဆတယ်။ United တင်းကလက်ရှိမှာ Matthews ခေါ်ထားပြီးအပြောင်းရွှေ့နေတရားဝင်အလုပ်ရှုပ်နေတာဖြစ်ပြီး Liam Delap ကိုစိတ်ဝင်စားတယ်။စာချုပ်ဖြတ်သိမ်းခြင်းပေးဖို့တော့လည်း ready ဖြစ်နေတာကလွဲရင်တရားဝင်ဆွေးနွေးမှုတော့မပြည့်လို့ရသေးဘူး။အဲ့တော့ Manchester United တင်းနဲ့ဒါ Liam Delap ကိုခေါ်ခြင်းနဲ့ဆိုတော့ Cola Hala တွေက White Line ကိုအရင်ရောင်းဖို့ဒါမှမဟုတ် ်5ချဘူးအတွက်သာစတင်ပြီးပြင်ဆင်အောင်မလို့သိရတယ်အဲ့တော့လက်ရှိမှာ United ပြည်သက်တွေအတွက်သတင်းကောင်းကတော့ Matthews ခုနှစ်ယောက် Manchester United အသင်းရဲ့အင်ဂျီမှာမကြခင်မှာတော့ Manchester United အင်ဂျီကင်ပြီးတော့ကစားသမားအသစ်တွေနဲ့တွေ့ရမလား United အသင်းကခုလက်ရှိမှာ Hoover နဲ့ပဲဆွေးနွေးစရာလိုတဲ့ကြောင့် Hoover နဲ့သာဆွေးနွေးမှုအဆင်ပြေခဲ့မယ်ဆိုရင်တော့မကြခင်မှာ Here we go ဆိုတဲ့စကားလုံးသုံးလုံးကို Fabrizio Romano စီကကျွန်တော်တွေ့ရမယ်လို့မျှော်လင့်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ဒီ before you မှာကျေးလို့ဆိုတော့ပေါ့ကွန် ီးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန့်တွေထဲမှာလေး youth sport media 3.0ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ပြောဆိုကြည့်ပေးလို့ရပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမမေ့နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ common တော့ဒီနေ့ဖြစ်ပါစုံမောင်တောင်းပြီးနေပဲကျွန်တော်တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြိုးတူပါနဲ့။ common တော့ဒီနေ့ဖြစ်ပါစုံမောင်တောင်းပြီးနေပဲကျွန်တော်နောက်မှတွေ့ကြတာပေါ့။ဒီပါဗျာ။